င်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်မင်္ဂလာပါအမကြီးအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့က အော်ပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ ပေါ့နော်လုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်ရာတက်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာနော်အမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကိုအမပြောတာဆိုသုံးချိန်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့သုံးချိန်ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ငါလည်းအမဝင်ပြီးတော့အမပြောဘူးတယ် တတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်ထရအစ်စ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်ထရအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်တင်ပြီးပြောသွားတယ်အာအခုတတိယတစ်ချိန်မှာလည်းပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူး။နင်အမကပြောလိုက်မယ်။နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်။ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမ အမကအဲဘောနော်လူတစ်ဖက်သားဟုံဘောနော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမဘာတွေအကျိုးထူးသွားလဲ။နော်။အဲ့တော့အမအနေနဲ့ပေါ့နော်။ အာနောက်နောက်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမဆိုပေါ့နော်အမကျမနာမည်ကျမနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးကွဲပြားတယ်နော်အမအမပညာတက်တယ်မလား

ဖုန်းတွေကတော့အသုံးပြုပြီးတော့မှမိတ်တင်တို့ကလုပ်ငန်းတွေကိုလုပ်ဆောင်တာဖြစ်ပါတယ်။တခြားသော messenger တွေတခြားသော အာ chat box တွေမှာလုံးဝအလုံးမလုပ်ပါဘူးမဲတင်တို့ဒီ TikTok chat box တွေ Messenger Facebook Messenger တွေလုံးဝအလုံးမလုပ်ပါဘူးလုပ်ငန်းတွေနဲ့ပတ်သက်တော့မဲတင်တို့အဲ့ဒီလိုနေရာတွေမှာအလုံးမလုပ်ပါဘူးရှင်မဲတင်တို့ ਨੇ လုပ်ငန်းဆိုင်ရာတွေနဲ့ပတ်သက်လို့ရှင်မဲတင်တို့ရုံးဖုန်းတွေကိုခေါ်ဆိုပြီးတော့အတီးပြူမှသာလင်းတရားဝင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူလိမ့်တွေများနေပါတယ်အထူးတတိပြုကြပါမင်္ဂလာပါဘလောက်ချစ်စရာကောင်းလဲကြည်စမ်း ကျမနဲ့ဒိတ်ရိုက်ပတ်သက်ထိတွေ့တဲ့ကျမရဲ့ customer တွေရဲ့အပြောလေးတွေအရင်ချစ်စရာကောင်းမယ်။ဒါကလူတစ်ယောက်တစ်ယောက်ပြောတာမဟုတ်ဘူးနော်။လူပေါင်း6500တုန်းကကျမနဲ့တစ်စိတ်တည်းတဝန်းနဲ့ပဲ။သိလား။ဒီမှာတနိုင်ငံလုံးမှာလေဒီမှာတနိုင်ငံတည်းမှာလေ cosmetic brand အုံနာတွေအများကြီးရဲ့ listed အဆောင်တသိန်းခွဲဘယ်သူရောင်းလို့လဲ။စမပဲရောင်းတာ။ ဆမပဲရောင်းတာသိရမလားလူကောင်း6500ကိုရောင်းထားတာကျော်စရာကြီးကွဲဆိုတာလဲပျော်ပျော်ကြီးလုံပါတို့ကနော်အဲ့တော့ကျမရဲ့ customer လေးတွေကလူကောင်း6500ဆိုရင်အင်အားကြီးကနည်းဘူးနော်တော်တော်နော်တော်တော်တော်ကိုပြောပြဆိုရင်အဲ့ဒီလူ6500ဆိုတာရဲ့အင်းအာ တကယ်ကိုကျမတကယ်လေးစားတယ်ကျမရဲ့ customer တွေလေကျမနဲ့တစိုက်တဲ့တဝက်နဲ့ရှိတယ်ကျမကိုချစ်တယ်ကျမကိုအာကျမကိုချစ်ခင်ကြတာပေါ့နော်ချစ်ခင်တဲ့စိတ်ကလေးနဲ့တို့ကဒီတင်ကိုပါလှုပ်လှုပ်ဒီတင်ကိုလှုပ်တာအကုန်ကောင်းတယ်အဲ့ဒီလူလူလေးကြည့်ရဲ့တိတ်ချစ်စရာကောင်းတယ်အပွား လူနေတဲ့အိမ်မှာလူမြင်ရတာဘာစမ်းလို့လဲစမ်းသလားသမီးရေအဲ့ဒီအိမ်က လူတွေကိုပေးမှာခွေးတွေကိုပေးမှာမဟုတ်ဘူးသမီးရေခွေးတွေကိုပေးမှာမဟုတ်ဘူးလူတွေကိုပေးတာလူတွေကိုပေးမှာအဲ့ဒီလူတွေလေးလက်ထဲကိုရောက်လို့ရှိရင်အိမ်လေးကတေးတေးတက်တက်တန်တန်ရဲရဲတန်တန်ရှိရှိလေးဖြစ်ဖို့လူစောင့်ထားပြီးတန့်ရှည်လေးလောက်ရတယ်သမီးရဲ့ အဲ့ဒီလူဆောင်ထားပြီးတန်ရှင်ရေးအဲ့ဒီအိမ်မှာစောက်နေတူတောင်တလောက်၄သိန်းပေးရတယ်အဒီတရားတိလာအဲ့ဒီလိုခွေးတွေကိုသွားထားလို့ရှိရင်ဟောင်းမဲဟောင်းမလေးတန်ရှင်ရေးပဲလုံးတက်မလဲနော်အဲ့တော့တန်ရှင်ရေးလုံးတက်တဲ့လူရဲ့တမီးတို့မြင်ရမှာပေါ့ဟုတ်လားအဲ့နပဝင်းကျင်သွားမိကြည့်နော်အဲ့ဒီအိမ်မှာအဆောင်ဘလို့အဒီတင်ထားလဲဆိုတာ လူဆိုရင်တော့တိမာဘောတမီးရဲ့ခွေးတလိပ်ဆန်ဆိုရင်တော့ပဲနားလဲပါမလဲเนาะချီစုမမန်နဲ့စကားကိုပြောပြီးတော့ကိုကိုကိုလူအောက်တန်းစားပါလို့ကြော်ညာဖို့တော့ကြော်ညာပြီးတော့လူတိဖို့တော့ညီမလေးအဲ့ဒီနီလန်းကိုအတော့မပြူပါနဲ့เนาะ အာငါသူ့ကိုပြောလိုက်ရင်လူနေနေလေးငါ့ကိုတိသွားမှာပဲ။ तू ကဒါမျိုးပြောရင်မကြိုက်ဘူး။ तू ဒါမျိုးတော့ပြောလိုက်လို့အဲငါ့ကို तू ပြန်ပြောလို့ရှိရင်ငါ့ကိုလူနေနေတိသွားပြီ။ဆိုတဲ့စိတ်တဲ့အောက်တန်းစားတွေနဲ့မမှန်တဲ့စကားတော့မပြောပါနဲ့ညီမလေး။မိတင်တို့ကကိုလာပိုင်းအဲလုပ်ငန်းကြီးလုပ်တဲ့သူတွေပေါ့နော်လုပ်ငန်းကြီးလုပ်တဲ့သူတွေဖြစ်တဲ့အတွက်မလို့နော်တတ်မှတ်ချက်တွေကတော့ရှိပါတယ်။လုပ်ငန်းကြီးလုပ်တဲ့သူတိုင်းကဒါတတ်မှတ်ချက်တွေနဲ့သွားကြတာကြီးပါပဲ။ နော်အဲ့တော့၉လပိုင်း၁၀ရက်နေ့ထိကမိတ်တင်လို့နော်ကက်ဆက်သမားတွေအားလုံးကိုနော်ကက်ဆက်လုတ်ချမာတယ်လို့လာ ပြောတဲ့သူတိုင်းကိုမိတ်တင်လို့ကက်ဆက်လုတ်ပေးခဲ့တာမလုတ်ပေးဘူးဆိုတဲ့သူရှိရင်မိတ်တင်စီခေါ်ခဲ့ပါအခုချက်ချင်းဖုန်းဆက်ပါ9 3 3 9 9ကိုချက်ချင်းဖုန်းဆက်ပါနော်အဲ့တော့တမက်ရဲ့ကြော်လွန်ပြီးတော့မှတော့လာတောင်းလို့မရဘူးလေမိတ်တင်ရဲ့လုပ်ငန်းဘလို့မှရှေ့ရောက်မှာမဟုတ်ဘူးအဲ့တိုင်းဆိုရင်တော့ဟုတ်ပြီလားတမက်ရဲ့အတွဲမှာတော့ရမှာပေါ့ နော်နောက်တစ်ခုကမဲ့တင်တော့လူပေါင်း6500ကိုရောင်းချပေးခဲ့တာတူတူတိတ်တိတ်ကလေးရောင်းလို့မရဘူးခိုးပြီးရောင်းလို့မရဘူးသူအများကြီးနဲ့လှုပ်လှုပ်တာဒီလုပ်ငန်းကိုစတင်ပြီးလုပ်ကနေရကျမတို့ကအာပစ္စည်းတွေမပို့သေးဘူးနော်ကျမတို့က အဖြစ်စည်းတွေကိုပွဲလုခံဒီတလလိုမှာပို့မှာเนาะကျမတို့ကအာဒီဖြစ်စည်းကောဒီ list တွေကောအာပွဲလုခံဒီတလလိုမှာပို့တာကိုလူကြီးမိအနေနဲ့လက်ခံလာလက်ခံနေဆိုမှကျမတို့ရောင်းပေးမှာเนาะအဲ့ဒီလူပေါင်း6500လုံးပြောပြီးတော့မှမိတ်တင်ကပို့မိတ်တင်တို့ကရောင်းခဲ့တာသိလား ဲ့တော့အဲ့လူပေါင်း6500တဲ့ကနေပြီးတော့လဲကန်ဆယ်လုပ်တဲ့သူတွေကလဲလူပေါင်း4500 1000လောက်ထွက်လာတာပဲဒါပေမဲ့မင်းတင်လို့တောက်လျှောက်ရောင်းနေတောက်လျှောက်ကုန်နေတောက်လျှောက်ရောင်းနေတောက်လျှောက်ကုန်နေအခုမင်းကန်ဆယ်လုပ်သွားငါခဏနေကောက်ရောင်းကုန်ကုန်နေနော်မိတ်တင်ဘာလို့မလုပ်ပေးသေးတာလဲဆိုတော့ကြတော့မိတ်တင်တော့စီစေးရတယ်ဒီလုပ်ငန်းကချက်ချင်းထားလို့မရဘူးမားလို့မရဘူးအမားမခံနိုင်ဘူး မားလိုက်လို့ရှိရင်ကူပွန်နံပါတ်နှစ်ခုထပ်သွားတာလို့ listed နံပါတ်နှစ်ခုထပ်သွားတာလို့ဆိုရင်မိကနုဘဝကြီးနဲ့ရင်းလိုက်ရမှာမိကနုဘဝကြီးနဲ့ရင်းပြီးလောက်ထားတဲ့လုပ်ငန်းတွေเนาะအဲ့တော့မိကနုအမားမခံနိုင်ဘူးအဲ့တော့တေချာစနစ်တကျလေးစီစီရတယ်တေချာလေး confirm လုပ်ရတယ်เนาะဒါကြောင့်အချိန်ကြီးယူရတယ်ပောက်လို့ပဲစားအိမ်ကြီးမဟုတ်ဘူးလေတမီးရဲ့ပောက်လို့ပဲစားအိမ်ကြီးမဟုတ်ဘူးတိမ်ပေါင်းတက်တောင်းကြော်တန်တယ်အိမ်ကြီး နော်မဲလေးမျိုးပါအိမ်နဲ့ဝိုင်းနဲ့ချမ်းနဲ့နေဘူးတဲ့သူတည်းမြအဲ့ဒီနေရာဘလောက်တန်ကြီးရှိရဲဆိုအားလုံးသိတယ်မိတ်ဆွေပြောကြမှာနော်တမီးအဲ့တော့ပောက်လို့ပဲစားအတွေးနဲ့ပောက်လို့ပဲစားစကားကိုအောက်တန်းကြစာနဲ့မပြောပါနဲ့နော်တချို့ကလည်းပြောလိုက်မှပေါ့နော်ကို့အနေထိုင်းနဲ့ဘာလို့ပြန်ပြောနေရလဲမပြောနဲ့မဖြည့်ရှင်းနဲ့မဖြည့်ရှင်းနဲ့ဆိုတာမမှန်ကန်တဲ့သူတွေကတော့မဖြည့်ရှင်းမဲ့နဲ့နေကြတာမျက်နှာပြောင်ပြောင်နဲ့ပေါ့နော်မျက်နှာပြောင်ပြောင်နဲ့အဲ့လိုနေတတ်ကြတာပေါ့ကျမတို့ကြတော့မနေတတ်ဘူးရှင့် ကျွန်တော်တို့ကိစ္စတွေကမှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့ကလုပ်တယ်လीเนาะကိုယ့်ရဲ့မှန်ကန်မှုကိုကမှန်ကန်တော့ကိုပြန်ပြောနိုင်တယ်ပြန်ပြောရဲတယ်ပြန်ပြောနိုင်တဲ့အခွင့်အရေးလည်းကိုယ်မှာရှိတယ်အဲ့တော့အခုရဲ့အခွင့်အရေးကိုကိုတုံးချတာပေါ့เนาะအဲ့တော့မမှန်ကန်တဲ့သူတွေလုပ်ရမမှန်တဲ့သူတွေကတော့ဘယ်ဖြစ်ရှင်းရဲမလဲမဖြစ်ရှင်းရဲကြဘူးလीကျွန်တော်တို့ကမှန်ကန်တဲ့အမြင်နဲ့မှန်ကန်မှုကကျွန်တော်တို့ရဲ့နာမကလေးပဲဆိုတော့ကိစ္စရတခုဖြစ်လာပြီဆိုရင်ကျမတို့ကအကျိုးအကြောင်းစီရောပြဖြစ်ရှင်းရတာပေါ့နော် 记住啊。